ဘာမဘရင်း channel ကနေနှွေးထွေးဆိုတာကြိုးဆိုပါတယ်ကျွန်တော်တို့ channel မှာ နေ့စဉ်အခုလိုဘ ഹു တုဒနဲ့အတွေ့အမြင်ဆိုင်ရာအကြောင်းအရာကိုတင်ဆက်ပေးနေတာဆိုတော့လေနေ့စဉ်လာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအခုလိုအကြောင်းအရာတွေကိုလက်မလျှင်ချင်ဘူးဆိုရင်တော့ဘာမဘရင်း channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့အဲနားထောင်သူတို့ရဲ့တောင်းဆိုချက်အရာပေါ့နော်လေလုံးစီရဲ့တော်တော်နာမည်ကြီးတဲ့စာအုပ်ပါ how to talk to anyone အဲဒီစာအုပ်ထဲကအဓိကကျတဲ့အချက်လက်တွေအကြောင်းပြောကြမှာပါဒီစာအုပ်ထဲမှာဆိုရင်လေ လူမှုဆက်ဆံရေးကလည်းလုပ်ငန်းခွင်ဒီအောင်မြင်ဖို့အတွက်တက်ကက်လက်တွေ့ကြတဲ့နီလန်ငယ်ပေါင်း60နှစ်တွေ့တော့ပါတယ်ဗျာဆိုတော့ကျွန်တော်ရဲ့ဒီဒီဆွေးနွေးမှုဒီနက်နက်ရှမ်းရှမ်းလေ့လာမှုရဲ့ရွေးချယ်ကတော့အဲဒီမှာ60ချက်ထဲကမှာတကယ်အနစ်သာရရှိဆုံးပြီးတော့နေ့စဉ်ဘဝမှာချက်ချင်းအတုံးချလို့ရနိုင်မယ်ထုတ်ထွင်အမြင်တွေကိုထုတ်နှုတ်ပြီးတော့ဆွေးနွေးပါဖို့ပါပဲဟုတ်ပါရဲ့ရှင် အချက်ခုစနှစ်ချက်လုံးကိုတခုချင်းအသေးစိတ်လိုက်ပြောနေတာထပ်ပေါ်နော်အဲ့နီလန်ဒီရဲ့နောက်ွယ်ကအခြေခံသဘောတရားတွေဘာကြောင့်နီလန်ဒီကထိရောက်တယ်ဆိုတဲ့အချက်တွေကိုပို့ပြီးတော့အာယုံဆိုင်ဆွေးနွေးပွားခြင်းပါတယ်ဟိုရင်ပထမဆုံးတွေ့ဆုံမှုကနေယေရှုဆက်ဆံရေးတိဆောက်တဲ့အထိအသုံးဝင်မဲ့အထိကအပိုင်းတွေကိုခြုံငုံမိအောင်စူးစမ်းသွားကြတာပေါ့အရင်ကောင်းပါတယ်ဒါဆိုပထမဆုံးအရေးကြီးဆုံးလို့ပြောလို့ရမယ်အပိုင်းနဲ့စလိုက်ကြအောင်လူတယောက်ကိုပထမဆုံးစတွေ့တဲ့10စက္ကန့် အဲ့လောက်အတွေ့မှလဲစကားတစ်ခွန်းမှ မပြောရသေးခင်မှာကိုကိုကဘယ်လိုဆွဲဆောင်မှုရှိအောင်ယုံကြည်မှုရှိတဲ့ပုံပေါက်အောင်ပြသနိုင်မလဲ first impression ဘောဗျာမှန်ပါတယ်အဲ့ပထမဆုံး second ပိုင်းလေးတွေမှာကိုဟန်အမူအရာကတကယ်အဆုံးအဖြတ်ပေးပါတယ်ရှင်စောင်းထဲမှာအလေးပေးထားတဲ့နီလန်တစ်ခုက the floating smile ပါမျက်နှာလိုဆိုရင်တော့တဖြည်းဖြည်းပြည့်လျင်လာတဲ့အပြုံးလို့ပြောရမှာလားပဲ ထမားဖင်တော့လူတွေကတွေ့တွေ့ချင်းချစ်ချင်းပြုံးလိုက်တကြတယ်လေဒီနီလမှာတော့အဲ့လိုမဟုတ်ပဲတွေ့တဲ့သူရဲ့မျက်နှာကိုတစ်စက္ကန့်လောက်စိုက်ကြည့်လိုက်တယ်သူတို့ကိုတိတိချာချာမြင်လိုက်တယ်ဆိုတဲ့ခံစားချက်လေးပေးပြီးတော့မှနှွေးထွေးပြီးယင်ထဲကလာတဲ့အပြုံတစ်ခုကိုမျက်နှာပေါ်မှာတဖြည်းဖြည်းချင်းပေါ်လာစေတာပါဒီလိုခဏလေးနှောင့်နှီးလိုက်တာကအဲ့ဒီအပြုံဟာသူတို့အကပဲတီးတန့်ဖြစ်တယ်စိတ်ရင်းနဲ့ပြုံးပြတာဆိုတဲ့ခံစားချက်ကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်ပေးနိုင်တယ်လို့ဆိုပါတယ် ဟုတ်ကဲ့ချက်ချင်းကြီးပြုံးလိုက်တာထက်ခဏလေးစောင့်ပြီးတဖြည်းဖြည်းပြုံးပြတာက ပိုပြီးရိုးသားမှုအလေးထားမှုကိုပြတယ်ဆိုတဲ့သဘောပေါ့ and ဒါကစိတ်ဝင်စားစရာပဲကိုနေဟန်ထားကတော့ဘလောက်တောင်အရေးပါသေးလဲကိုနေဟန်ထားကတော့ယုံကြည်မှုကိုအတန်တိတ်ဖော်ပြတဲ့အရာပါပဲစာအုပ်ထဲကဟန်ပိုင်ရောထီးဆိုတဲ့နီလန်းကထားကိုရှင်းပြထားတယ်စိတ်ထဲမှာကိုကိုကိုအမြင်မှသွားကြထဲမှာကျွေးချောင်းကိုကိုက်ထားတယ်လို့မျိုးလေအဲ့လိုကိုက်ပြီးဟန်ချက်ညီအောင်ထင်းနေရတယ်လို့ပုံဖော်ကြီးခိုင်းတာပါ အထီးကျေကတော့ခုံးကိုမောမောချာရင်ကိုကော့ဖခုံးကိုနည်းနည်းနှောင့်ပြပြီးတော့ကျိုးရိုးကိုတဲတဲမမထားပြီးလှူရှားသွားလာပို့ပါပဲဒီလိုကိုနိဟန်ထားကဘေးလူတွေကိုကိုကယုံကြည်မှုအပြည့်ရှိတဲ့အောင်မြင်နေတဲ့လူတယောက်ဖြစ်အလိုလိုထင်မြင်စေတယ်ပေါ့နော်တခါပေါ်တစ်ခုကိုဖြတ်တိုင်းဒီလိုကိုနိဟန်ထားကိုတတိထားပြီးပြင်လိုက်မယ်ဆိုရင်တော့တနည်းတာမှအများကြီးလေ့ကျင့်ဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်ရှင်အဲ့ဒါကတော့တကယ်လက်တွေ့ကြပြီးအသုံးဝင်မဲ့အကြံပြုချက်ပဲ လူတွေကကိုယ့်ရဲ့ကိုနေဟန်ထားကိုကြည်ပြီးအကဲဖြတ်ကြတာဆိုတော့လေဟုတ်ကဲ့နောက်တစ်ခုကတော့နောက်တစ်ခုက the big baby pivot ပါလူတိုင်းဟာကိုယ့်ကိုအာယုံစိုက်တာအတိမတ်ပြူတာကိုလိုလားကြတယ်ကလေးလေးတွေလိုပဲပေါ့အထူးသဖြင့်လူတယောက်ကကိုယ့်ကိုလာပြီးတော့စကားဆပြောတဲ့အခါကိုလုံးနေတာလေးကိုခဏရက်ကိုယ့်ရဲ့ကိုခန္ဓာတစ်ခုလုံးကိုသူ့ရဲ့ဘက်ကိုအပြည့်ဝလဲပြီးတော့နှွေးထွေးတဲ့အပြုံစိတ်ဝင်စားစားရှိတဲ့မျက်လုံးနဲ့တုံ့ပြန်တာက သူတို့ကိုခမရကကျမအတော်အရေးပါတယ်ဆိုရင် message ကိုအလိုလိုပေးလိုက်တာပါပဲ။ဒါကသူတို့ကိုတံပိုးထားခံရတယ်လို့ခံစားစီပြီးတော့ပုံပြပွန့်ပွန့်လင်းလင်းဆက်ဆံလာစီနိုင်ပါတယ်။ပထမဆုံးထီတွေ့ဆက်ဆံမှုမှာဒီလိုကိုဟန်အမှုရာနဲ့တုံ့ပြန်မှုတွေကစကလုံးတွေထက်တော့အရေးပါနေတာကိုဗျာ။ကောင်းပြီဒါကစကားမပြောခင်အပိုင်ပေါ့။တကယ်တမ်း high လို့ပြောပြီးတော့ရင်ရောဘာဆက်ပြောကြမလဲ။အဲဒီ small talk လို့ခေါ်တဲ့အပေါ်ယံစကားဆက်မြဲပြောတာတမဟုတ်စကားဆက်ပြောတာခက်တယ်လို့ခန်းဆရတူတယ်တဲ့ဘလို့ထျောက်တယ်နီလန်နေရှိပါလဲခင်ဗျဟုတ်ကဲ့ small talk ကိုကြွန့်ကျင်ဖို့ဆိုတာလူတော်များများအတွက်စိန်ခမိုးတစ်ခုပါပဲစာအုပ်ထဲမှာအကြံပေးထားတာတစ်ခုက make a mood match ပါစကားမဆက်ခင်မှာကိုစကားပြောမဲ့သူရဲ့မျက်နှာအမူအရာအတန်နဲ့အထန်သားကိုတစ်ချက်အကဲခတ်ပြီးတော့သူတို့ရဲ့လက်ရှိစိတ်ချင်းနေ mood ကိုမန်းဆက်ကြည့်ပါတယ် သူတို့ပျော်နေလားစိတ်ညစ်နေလားအရင်လိုနေလားစသဖြင့်ပေါ့ပြီးရင်ကိုစကားစပြောတဲ့အခါကိုယ့်ရဲ့လေးတန်ကိုယ့်ရဲ့စိတ်နဲ့စိတ်ထားကိုသူတို့ရဲ့စိတ်ချင်နေနဲ့ခနာလောက်ချီဖြစ်လက်ဖက်ညီအောင်ညှို့ယူကြည့်ပါရဲဥပမာသူတို့ကတက်ကြွနေရင်ကိုကလည်းနည်းနည်းတက်ကြွတဲ့လေးတန်နဲ့စပြောတာမျိုးပေါ့သူတို့ကညီငွေနေမုံပေါ့ရင်ကိုကလည်းဟုတ်တယ်နော်ဒီနေ့တော့နည်းနည်းပြင်းစရာကြီးပဲဆိုတာမျိုးခနာလောက်လေတော့ကြည့်တာကသူတို့နဲ့ကိုနဲ့ကလေးတဲစီသူတို့တတဘောတဲရှိတယ်လို့ခန်းစားစေပြီးစကားလမ်းကြောင်းပူပွန်းစွားစင်နိုင်ပါရဲ့ရှင့်အော် သူတို့ရဲ့စိတ်ခံစားမှုလှိုင်းနှုံးနဲ့ကိုယ်လှိုင်းနှုံးကိုအရင်ကြီးလိုက်တဲ့သဘောပေါ့ဒါမှဆက်ပြောမယ့်စကားကသူတို့နားတဲ့ပိုးဝဲမှာကိုအေးပြောတဲ့အချောင်းအရာကတော့တိတ်ထူးခြားနေစရာမလိုဘူးလားအဲ့ဒါနဲ့ဆက်ဆက်နေလာက prosaic with passions ဆိုတဲ့နိလန်ပါပဲဆိုလိုတာကပြောတဲ့အချောင်းအရာ prosaic ထာမန်ငင်းငွေဖွဲကထာမန်တင်နေတောင်မှ ကိုကအဲ့လာကိုစိတ်အားထက်သန်မှု passion နဲ့စိတ်ဝင်စားစရာကောင်းတဲ့အတန်ဒီအတန်သာအကောင်းမြင်စစ်နဲ့ပြောပြမယ်ဆိုရင်နားထောင်လေသူကကိုကိုစိတ်ဝင်စားစရာကောင်းနဲ့ဆွဲဆောင်မှုရှိတဲ့သူဖြစ်မြင်လာစေပါတယ်တဲ့။စာရေးသူကတော့ပြောထားတယ်ဘာပြောသလဲဆိုတာထက်ဖဲလိုပြောတယ်လဲဆိုတာကစစ်ဆန်ရေးမှာ80ရာခိုင်နှုန်းလောက်ပို့အရေးပါတယ်တဲ့။ထာမန် topic တစ်ခုကိုတော့စိတ်ပါလဲပါပြောပြတတ်တဲ့ရေးချင်းကလူတွေကိုဆွဲဆောင်လိုက်ပါတယ်ရှင်။ ပြောပုံပြောနေကြဒီကဘောနော်ဒါမဲ့တခါတလေကြတော့ကိုကဘလောက်ပဲစိတ်ပါလက်ပါပြောနေပါစေ စကားကပြတ်သွားတယ်လေအဲ့ဒီလို စကားဆက်ရခတ်သွားတဲ့အခြေအနေမျိုးမှာတော့ဘာလို့လို့ရတယ်လဲအဲ့ဒီကအရင်လွယ်ကူပြီးထိရောက်တဲ့နီလန်းတစ်ခုက parroting မှာတတူရင်းနီးပေါ့ ကိုစကားပြောဖို့ပြောလိုက်တဲ့စကားရဲ့နောက်ဆုံးစကလုံးနှလုံးသုံးလုံးလောက်ကိုမိကုမုံစံနဲ့ပြန်ကောက်ပြောလိုက်ရုံပါပဲဥပမာသူကမင်းကပကံဘခဏရောက်သွားတယ်လို့ပြောရင်ကိုကချက်ချင်းခေါင်းစဉ်သစ်စင်းစားမဲ့အစားပကံဘခဏရောက်သွားတယ်ဆိုပြီးအဆုံးတန်ကိုနည်းနည်းမြင့်ပြီးပြန်မြေးလိုက်တာမျိုးပါဒါကသူတို့ကိုအဲ့ဒီအကြောင်းဆက်ပြောဖို့အလိုလိုတိုက်တွန်းစလို့ဖြစ်သွားပြီးတော့ကိုကနားထောင်သူဖြစ်ဆက်နေလို့ရတယ် ကိုကစကားများကြီးပြောစရာမလိုပဲသူတို့ပြောတာကိုစိတ်ဝင်စားစားနားထောင် နေတယ်ဆိုတော့ပုံစံလည်းဖြစ်စေပါတယ်ရှင်ဟာဒါကတော့တော်တော်ပါနေတဲ့နီးပဲကိုတိုင်ခေါင်းသိစားစရာမလိုပဲနဲ့စကားဝိုင်းကိုဆက်သွားစေနိုင်တာပေါ့ကောင်းပြီဗျာအပူရန်စကားတွေပြောတတ်သွားပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ကိုကိုကိုတာမန်လူတွေနဲ့မတူပဲပူချင်းချက်ပူတိနာလေတဲ့အရေးပါတဲ့သူ VIP တောင်လို့ဘလို့စကားပြောဘလို့ဆက်ဆံနိုင်မယ်စရာလေးဆက်ဆွေးနွေးကြအောင်ဟုတ်ကဲ့ပါ ဒီအပိုင်းမှာတော့ကိုပြောလိုက်တဲ့စကားလုံးညီမေးလိုက်တဲ့မိခွန်းနေကကိုရဲ့ပုံရိပ်ကိုဘလို့ထိခိုက်စေနိုင်တယ်လဲဆိုတာကိုတတိပြုဖို့ပို့လိုလာပါပြီ။နီလမ်တစ်ခုက what do you do not ပါ။လူတစ်တယောက်နဲ့တွေ့တဲ့အခါတော်တော်များများမေးလေရှိတယ်။ဘာလုံးလုပ်တယ်လဲဆိုတဲ့မိခွန်းကိုရှောင်ခိုင်းတာပါရှင်။ဒီမိခွန်းကတချို့လူတွေအထက်အဆင်မပြေစေနိုင်ဘူး။ဥပမာသူတို့အလုပ်ကိုမကြိုက်တာဒါမှမဟုတ်အလုံးလုံးမြင့်ဖြစ်နေတာမျိုးတွေရှိနိုင်တယ်လေ။ ဒါပြင်ဒီမေခွန်းကလူတယောက်ကိုသူ့အလုံးနဲ့ပဲတိုက်တားသလိုချစ်နေစေနိုင်နေ။ဒီအစားအချိန်အများစုကိုဘယ်လိုကုံဆုံးဖြစ်တယ်လဲ How do you spend most of your time? ဆိုပြီးမေးတာကပို့ပြီးတော့တိမ်မွေတယ်လေစားမှုလည်းပြားရရောက်ပြီးတော့သူရဲ့ဝါသနာစိတ်ဝင်စားမှုဒီအကြောင်းပြောဖို့လမ်းဖွင့်ပေးသလိုဖြစ်စေပါတယ်ဒီ။မေခွန်းလေးပြောင်းလိုက်တာနဲ့အဒီပေများကြီးကွာသွားတာပဲနော်။အဲကိုကိုကိုပို့ပြီး smart ကြတယ်ပို့တည်တယ်လို့ထင်ရအောင်ရော့။ဘာလို့လို့ရသေးလဲ။ ဝေါ်ဟာရအများကြီးတည်နေဖို့လိုအပ်လာဗျာမလိုအပ်ပါဘူးရှင်စာအုပ်ထဲကအကြံပေးချက်အရာ how to sound even smarter fit ဖို့ဆိုရင်ဝေါ်ဟာရစာအုပ်ကြီးလန့်နေစရာမလိုပါဘူးကိုနေ့စဉ်သုံးနေကြသာမစကလုံးဒီအစားနည်းနည်းလေးပို့ပြီးတည်ကြတဲ့နားထောင်လို့ပိုကောင်းတဲ့ပို့ပြီးအစစ်မြစ်တယ်လို့ထင်ရစေတဲ့စကလုံး90လောက်ကိုပဲရွေးပြီးတော့တင်တော်တဲ့နေရာမှာမှန်မှန်ကန်ကန်နဲ့ပပပချက်ချက်သုံးတာဖို့ပဲလိုတာပါတယ် ။ဥပမာအမြဲတမ်းအယံကောင်းတယ်လို့ပြောမဲ့အစားပြောင်မြောက်တယ်ထူးချွန်တယ်လို့သုံးတာမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အစားဆွဲဆောင်မှုရှိတဲ့တိကျင်စေချစ်စေတယ်လို့သုံးတာမျိုးပေါ့။ဒါပေမဲ့တတိထားရမှာကလူကြားကောင်းကောင်းသုံးတဲ့စကားလုံးတွေကအခြေအနေနဲ့ကိုက်ညီဖို့ရယ်ကိုယ်တိုင်လည်းအတိအပဲကိုတည်တည်ချာချာနားလည်ထားဖို့လိုပါတယ်ရှင်မဟုတ်ရင်ဟန်ဆောင်တို့ဖြစ်သွားနိုင်လို့ပါ။ဟုတ်တယ်ဟုတ်တယ်။တဘာဝကြကြနဲ့တင့်တော်တို့သုံးတတ်ဖို့ကရည်ကြီးတာပေါ့။ဒါကလုတ်တင်တဲ့အချက်တည်း။ရှောင်တဲ့နဲ့ အပြုံမှုတွေတော့ရှိသေးလားအထူးသဖြင့်ဟိုတင်လူကြီးပိုင်းအောင်မြင်တဲ့သူတွေရှောင်ကျင်လေးရှိတဲ့အချင်းမျိုးပေါ့ရှိပါတယ်ရှင့်အရေးကြီးဆုံးတစ်ခုလို့ပြောလို့ရတာကတော့ trust the teasing ပါသူတပားကိုနောက်ပြောင်ကြည့်စေတာအထူးသဖြင့်သူတို့ရဲ့အားနည်းချက်ပုံပန်းတဏံပြောပုံဆိုပုံစရာတွေကိုဖိမှတ်ထားပြီးနောက်ကမျိုးကိုလုံးဝရှောင်ခဲ့ပါတယ် ရင်းနှီးတဲ့တငယ်စီအချင်းချင်းပေါပေါပပနောက်တာမျိုးမဟုတ်ပဲလူကြားထဲမှာဓမ္မမောအစ်စ်တွေ့ရဲ့သူကိုဒီလိုနောက်ပြောင်တာက ကိုယ်ကိုမရင်ကျက်သူလေးစားမှုကင်းမဲ့သူဖြစ်ထင်ရှားစေပါတယ်။တကယ်အောင်မြင်ပြီးရင်ကျက်တဲ့သူတွေကသူတစ်ပါးကိုနှိမ်ချပြီးကိုယ့်ကိုယ်ကိုမြင့်တင်တဲ့အဖြစ်မှုမျိုးကိုဘယ်လို့မှမလုပ်ကြပါဘူး။ဒါကကတကယ်မသားထားရမယ့်အချက်တွေ။နောက်တစ်ခုကကျေးဇူးတင်စကားပြောတဲ့အခါမှာတော့ဘယ်လိုပြောသင့်တယ်လို့ဆိုထားသေးတယ်ခင်ဗျာ။ Never the naked thank you ဆိုတဲ့အနီလံပါရှင်။ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးတသက်ကိုပြောတာထက်ဘာအတွက်ကျေးဇူးတင်နေဆိုတဲ့တိကျတဲ့အကြောင်းပြချက်ကိုထပ်ပြောဖို့တိုက်တွန်းထားပါတယ်။ဥပမာအချိန်ပေးပြီးရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်။ဆုံးပေးရတဲ့ကျေးဇူးပါ။အကြံဉာဏ်ကောင်းလေးပေးတာကျေးဇူးတင်ပါတယ်ဆက်သဖြင့်ပေါ့။ဒီလိုအကြောင်းပြချက်လေးထည့်လိုက်တာကကိုယ့်ရဲ့ကျေးဇူးတင်စေကိုပူပြီးစိတ်အင်းမှန်နဲ့ပြည့်ဝစေသလိုဘာကိုကျေးဇူးတင်နေဆိုတာကိုတစ်ဖက်လူကရှင်းရှင်းလင်းလင်းတိစေပါတယ်ရှင်။ဟုတ်ကဲ့။ကျေးဇူးတင်စကားကိုအကျိုးအကြောင်းနဲ့ပြောလာကပိုပြီးလေးနက်စေတာပေါ့။ကောင်းပါပြီ ဒါတွေကတော့ VIP တောင်လို့ဒါမှမဟုတ်ပိုပြီးရင့်ချက်သမှုရှိတဲ့သူတောင်လို့ဆက်ဆံပြောဆိုဖို့အခြေခံတွေပေါ့နော်။နောက်တစ်ပိုင်းကိုဆက်သွားရအောင်။ချီးမွမ်းခြင်းနဲ့ပတ်သက်လို့ပါ။လူဒီကိုချီးမွမ်းတာကဆက်ဆံရေးကောင်းဖို့အရေးပါမယ်မေ။ဘလို့ချီးမွမ်းရင်မျော်ပင့် fire ပြောသလိုမဖြစ်ပဲရိုးသားပြီးထိရောက်မှုရှိမှာလေဗျ။ချီးမွမ်းတဲ့အခါမှာလည်းပါနတ်မှုကအရေးကြီးပါတယ်ရှင်။တခါတလေကြတော့တိုက်ရဲချီးမွမ်းတာကဟန်ဆောင်သလိုတခုခုလိုချင်လို့ပြောသလိုဖြစ်သွားတတ်တယ် အဲ့ဒီလိုမျိုးဖြစ်အောင် Grapevine Glory ဆိုတဲ့နီးလန်းကိုသုံးနိုင်ပါတယ်တဲ့ဆိုလိုတာကပါချီးမွမ်းကြတဲ့သူကိုတိုက်ရိုက်မပြောဘဲသူ့နဲ့တီးတဲ့နီးဆက်တဲ့တခြားတစ်ယောက်ကိုကြားခံထားပြီးသူ့အကြောင်းကောင်းကြောင်းပြောပြလိုက်တာပါဥပမာကို Look for Guide ရဲ့ presentation ကောင်းကြောင်းချီးမွမ်းခြင်းရင်သူ့တငယ်ချင်းကိုမနေ့ကမောင်မောင် presentation လုပ်သွားတာတို့တော့ကောင်းတာပဲအချက်လက်တီးလဲစုံတယ်လို့ပြောပြလိုက်တာမျိုးပေါ့ဒီတဲ့ရင်ကချီးမွမ်းခြံရောက်သူစီကိုအစင်းစကားနဲ့ပြန်ရောက်သွားတဲ့အခါမှာတိုက်ရိုက်ချီးမွမ်းတာတဲ့ပိုပြီးရိုးကြီးဖို့ကောင်းသလိုပိုပြီးလည်းအားရှိစေပါတဲ့ ။အော်တွယ်ဝိုက်ပြီးချီးမွမ်းလိုက်တာကပို့ပြီးတဘာဝကြပြီးယုံကြည်မှုရှိစေတာကိုဒါမဲ့တခါတလေကြတော့တိုက်ရိုက်ပဲချီးမွမ်းခြင်းတဲ့အခြေအနေမျိုးဒါမှမဟုတ်တကယ်ကိုအမတ်တရားဖြစ်သွားစေမဲ့ချီးမွမ်းစကားမျိုးပြောခြင်းရတော့ဘယ်လိုလုပ်ရမလဲ။အဲ့ဒီအတွက် killer compliment ဆိုတဲ့နည်းလမ်းရှိပါတယ်ရှင်။ဒါပေမဲ့နာမည်အတိုင်းပဲတတိကြီးကြီးထားပြီးသုံးရမယ်နည်းလမ်းပါ။ဒီနည်းလမ်းကလူတစ်ယောက်ရဲ့တကယ်ကိုထူခြားရဲ့လူထိတ်တတိမထားမိတတ်တဲ့ ဒါပေမဲ့သူတို့ကိုယ်တိုင်တန်ဖိုးထားနိုင်လောက်တဲ့အရေးသွေးအပြုမူရမမို့ပုံမှန်သဏ္ဍာန်နဲ့အသေးစိတ်အစိပ်ပိုက်တစ်ခုခုကိုရှာဖွေတွေ့ရှိဖို့လိုပါတယ်တဲ့ပြီးရင်တီးဆန့်တွေ့ဆုံခြင်းတောင်မို့စကားပြောအဆုံးမှာသူ့နာမည်ကိုတိတိကျကျခေါ်မျိုးလုံးကိုစိုက်ကြည့်ပြီးအဲ့ဒီအချက်ကိုရိုးရိုးသားသားတိတိကျကျနဲ့စိတ်ထဲကလာတဲ့အတိုင်းချီးမွမ်းလိုက်တာပါဥပမာမမေလူတွေစကားပြောနေတာကိုနားထောင်တဲ့အခါခေါင်းလေးတစ်ချက်ညှိပြီးအားပေးတဲ့ပုံစံလေးကတကယ်ကိုနှွေထွေးမှုရှိတယ်ရှင်ဆိုတာမျိုးပေါ့ ဒါကအရန်ပုတ်ကိုရေးဆန်ပြီးတီးကြတဲ့အတွက်တော်တော်နဲ့မေ့ဖို့ခက်တဲ့ချင်းဝန်စကားဖြစ်စေပါတယ်။ဒါပေမဲ့သတိထားရမှာကလူကြားထဲမှာမသုံးသင့်ဘူး၊မကြာခဏတည်းလုံးဝမသုံးသင့်ပါဘူး။အလွာကျွမ်းဖြစ်သွားရင်ဒါမှမဟုတ်မယိုးသားဘူးလို့ထင်ပြောင်းမြအာနိသင်ဖြစ်သွားနိုင်လို့ပါရှင်။ Hey Kilo compliment got to get a swan top me ပုံမဲ။၃ရာလည်းနည်းနည်းလောက်ဝဲမဲ့ပုံမဲနော်။ဒါဆို ကိုကိုတေးရော်ကချင်းဝန်လာတဲ့အခါရောဘလို့တုံ့ပြန်တဲ့။တချို့က ရှက်ပြီးအာမဟုတ်ပါဘူးဆိုပြီးညင်းတက်ကြတာလေအဲ့ဒါကတော့အဲ့ဒါကချီးမွမ်းတဲ့သူကိုအာနာစေနိုင်ပါတယ်ရှင်ချီးမွမ်းစကားကို လက်ခံတက်ဖို့လေအရေးကြီးပါတယ်ရှင် boomerang jing ဆိုတဲ့နီလန်ကအဲ့ဒါကိုဖြည့်ရှင်းမိပါတယ်တရော့ရောက်ကကိုကို ချီးမွမ်းလာတဲ့အခါယိုယိုကျေးဇူးတင်ပါတယ်လို့ပြောတာအပြင်အဲ့ဒီချီးမွမ်းစကားကိုလက်ခံပြီးချီးမွမ်းတဲ့သူစီကို တခုခုပြန်လဲပေးလိုက်တာပါ ဥပမာ ခမရဲ့အင်ဂျီဒီဇိုင်းကလန်းတယ်ဗျလို့အပြောခံရရင်ကျေးဇူးတင်ပါတယ်ခမရကတော်တော်အမြင်ရှိတာပဲဒါမှမဟုတ်ကျေးဇူးပါပဲဒီလိုပြောပေးတာစေတနာပါပဲစတာမျိုးပြန်ပြောနိုင်ပါတယ်တဲ့ဒါကကိုကချီးမွမ်းစကားကိုမျက်နာလွဲမခဲပြီမလို့ပဲတန်ဖိုးထားကြောင်ပြတာရရောက်တယ်လို့ချီးမွမ်းတဲ့သူရဲ့စေတနာဒါမှမဟုတ်အရေးသွေးကိုလည်းအတိအမှတ်ပြုရရောက်ပါတယ်ရှင်ချီးမွမ်းစကားကိုနဲ့ခံပြီးတော့ချီးမွမ်းသူကို ပြန်ပြီးအတိမှန်ပြုတ်လိုက်တာပေါ့ဘူမရန်လိုပဲပြန်သွားတာကိုကောင်းပြီနောက်ဆုံးအပိုင်းကိုရောက်လာပါပြီလူမှုရေးပွဲလမ်းကြီးရဲ့ပါတီတွေဒါမှမဟုတ်တခြားအခက်အခဲကြုံရနိုင်တဲ့လူမှုရေးအခြေအနေတွေကိုဘလို့ပါနဲ့လိမ်မဆိုတာကြော်လွားနိုင်မလဲဆိုတာစัจကြည့်အောင်ဟုတ်ကဲ့လူမှုပွဲတွေအထူးသဖြင့်ပါတီလိုမျိုးလူအများကြီးနဲ့တွေ့ရတဲ့နေရာတွေမှာလည်းတတိထားတဲ့အချက်တွေရှိပါလိမ့်ရှင် ဥမာတစ်ခုက munching or mingling ပါပါတီမှာ လူတွေလှုပ်လှိပ်ရှိတဲ့အမားတစ်ခုကအစာတောက်ပန်းကံပြတောင်းမဖန်းခွက်ကိုကင်ထားရင်းနဲ့လူတွေကြားတဲ့ဟွေယောနောနောစကားပြောဖို့ကြိုးစားတာပါပဲ။ လက်တစ်ဖက်ကမှအားပါးစပ်ကလည်းတကူကူဝါနေရတယ်ဆိုတော့စကားပြောဖို့အာရုံစရခက်တလို့လက်စွမ်းတို့ဆက်ဖို့လည်းအဆင်မပြေဘူးလေတကယ်လို့ပါတီရဲ့အထက်ကယူရချက်ကလူတွေနဲ့မိဖွဲ့စကားပြောဖို့ဆိုရင်အစားတောက်စားချင်ရင်တီးတဲ့နေရာမှာအရင်စားပြီးမှဒါမှမဟုတ်စားပြီးမှလူတွေနဲ့ရောတာကပိုပြီးထိရောက်ပါတယ်တဲ့စကားပြောချိန်မှာလက်နှစ်ဖက်လုံးလက်လက်နေပြီးအာရုံအပြော့ပေးနေတာကပိုကောင်းပါတယ်ရှင့်ဟုတ်တယ်အစားစားမလားမိဖွဲ့မလားတခုခုကိုပဲရွေးလို့တင်တာပေါ့ လူတွေနဲ့ယဉ်နီမှုပိုတိုးစေမဲ့တခြားဘလို့နီးလန်းနေရှိသေးလဲခင်ဗျ။နောက်တစ်နည်းက tracking ပါ။ဒါကတော့ကိုယ်နဲ့စကားပြောဖို့ပြောပြခဲ့ဖူးတဲ့သူတို့ဘဝရဲ့အသေးစိတ်အချက်အလက်တွေကိုမှတ်သားထားပြီးနောက်တစ်ချိန်ပြန်တွေ့တဲ့အခါအဲ့ဒီအကြောင်းပြန်ထည့်ပြောတာပါပဲ။ဥပမာအရင်တစ်ခေါက်ကသူတို့ကလေးအကြောင်းအဖို့ပြင်နေတဲ့အကြောင်းပြောခဲ့ရင်နောက်တစ်ခါတွေ့တဲ့အခါအရင်တစ်ခေါက်ကကလေးကြောင်အဖို့ပြင်းနေတယ်ဆိုအဆင်ပြေသွားပြီလားလို့မေးတာမျိုးသူတို့ကြိုက်ဆုံးရုပ်ရှင်မျိုးစာသွားကျင်တဲ့ခီးစဉ် ဝါဒနာပါတဲ့အရာစတာတွေကိုပြန်မမိပြီးစကားဆက်မြောက်ပြောပြတာကသူတို့ကိုဩငါပြောခဲ့တာတွေကို तू မမိနေပါလားငါ့ကိုတကယ်အလေးထားတာပဲဆိုတဲ့ခံစားချက်ကိုပြင်းပြင်းထန်ထန်ပေးပါရတဲ့ဒါကအရင်နီးမှုနဲ့ယုံကြည်မှုကိုတိဆောက်ရမှာအရင်အစွမ်းထက်တဲ့နီလန်းတစ်ခုပါပဲရှင့်ဒါကတော့တော်တော်လေးအားထုတ်မှုလိုရမယ်ပုံမှန်တော့ဒါပေမဲ့လူနိုင်တော့ဆက်ဆံရေးတို့အရင်ကောက်မှတည်ကြတယ်နောက်ဆုံးအနေနဲ့ဆက်ဆံရေးတည်မြဲဖို့အတွက်တတိထားရမယ်အရေးကြီးဆုံးအယူဆတစ်ခုရှိသေးတယ်ဆိုဟုတ်ပါတယ် ဒါရနီလာအမတ်စင်အောင်ဆုံးခဲ့တဲ့ The Great School Guard in the Sky ပါ။စာရေးသူကပြောတာကလူနှစ်ယောက်ကြားကဘလို့ဆက်ဆံရေးမျိုးမှာပဲဖြစ်ဖြစ်အခြေရေးမိသားစုသူငယ်ချင်းလုံခြုံခွင့်မမြင်ရတဲ့အမတ်ပေးစရာကြီးတစ်ခုကောင်းကင်မှာရှိနေတယ်လို့စိတ်ထဲမှာပုံဖော်ကြည့်ခိုင်းပါတယ်။ဒီယောက်ကဒီယောက်ပေါ့ဘလောက်ကောင်းတယ်ဘလောက်ပေးဆက်တယ်ဘသူကဘလောက်အလိုက်တည်တယ်ဘသူကဘလောက်အမားလောက်ထားတယ်ဆိုတာဒီကိုအလုံးလုံးမှတန်းတည်နေတယ်လို့ပေါ့။ ကိုဘကအမတ်တခုခု လုံးမီလို့ဒါမှမဟုတ်တစ်ဖက်လူကိုစိတ်ထိခိုက်အောင် လုံးမီလို့ကိုရဲ့အမတ်တွေကြသွားပြီလို့ခန်းစားရင်အဲ့ဒီဇီယောင်းမှာအမတ်တွေပြင်မြအောင်တစ်ဖက်လူကိုပို့ပြီးဂရုစိုက်ပြတာတို့တို့တော့တခုခုပို့လုတ်ပေးတာတောင်းမှန်စကားပြောတာစာရာဒီနဲ့ပြန်လဲဖြည့်ဆည်းဖို့လိုပါတယ်တို့လိုပြန်လည်ပေးဆက်မှုအတိမတ်ဖြူမှုမျက်ခြေဘယ်လန့်ရှိနေမှာဆက်ဆံရေးကကျန်းမာပြီးရေရှည်တည်တက်နိုင်မှာပါလေတဲ့ကိုဘကမားထားတာကိုဒီရင်ပြစ်ထားလိုက်ရင်အဲ့စကိုကတ်မှာကိုအမတ်တွေနှိမ့်ချထားပြီး ဆက်ဆံရေးပျက်စီးသွားနိုင်တယ်လို့တတိပေးထားပါတယ်ရှင်။အရန်စိတ်ဝင်စားဖို့ကောင်းပြီးလင်းနေတဲ့အချက်ပဲဗျာ။ဆက်ဆံရေးတိုင်းမှာမမြင်ရတဲ့ပေးဆက်မှုနဲ့ယာယူမှုချိန်ခွင်လားတခု ရှိနေတယ်။အဲဒါကိုအမြဲတတိထားပြီးညှိပေးနေဖို့လိုတယ်ဆိုတဲ့သဘောပေါ့။အင်းဒီနေ့ကျွန်တော်တို့ Lee Landers ရဲ့ How to Talk to Anyone ဆောက်ထည့်ကနေဆွေးနွေးခဲ့တဲ့နည်းလမ်းတွေကတကယ်ပဲလူမှုဘဝရဲ့ရှူတောင်ပေါင်းစုံမှာအသုံးဝင်မဲ့ယာတွေရှိပါပဲ။ ပထမဆုံးအထင်အမြင်ကောင်းအောင်ကိုဟန့်အမှုရာပြင်ဆင်တာကနေစကားစမြည်ပြောဆိုမှုကိုချော့မွေ့အောင်လုပ်တာကိုယ့်ကိုယ်ကိုပို့ပြီးယုံကြည်မှုရှိရှိနဲ့လေးစားမှုရအောင် ပြောဆိုဆက်ဆံတာ ထိရောက်ပြီးရိုးသားတဲ့ချီးမွမ်းစကားပြောနေတယ်နောက်ဆုံးလူမှုရေးအခက်အခဲတွေနဲ့ဆက်ဆံရေးတွေကိုကြမ်းမအောင်ထိန်းသိမ်းနေသည့်အကွန်အကျုံဝင်ခဲ့ပါတယ်ခင်ဗျာဟုတ်ပါရဲ့ရှင်ဒီနီးလန်းနေအများကြီးတဲကမှကိုနဲ့အစီလျောဆုံးထင့်မဲ့ကို့အတွက်အလိုအဆုံးလို့ထင့်တဲ့ တစ်ခုနှစ်ခုလောက်ကိုတတိယနဲ့လက်တွေ့ဘွားမှာစပြီးအသုံးချကြည့်ဖို့တိုက်တွန်းခြင်းပါတယ်။ဥပမာနောက်တစ်ခါလူတွေကိုတွေ့ရင် flooding smile ကိုတတိယပြီးစမ်းကြည့်တာမျိုးဒါမှမဟုတ်ကျေးဇူးတင်စကားပြောတိုင်းဘာအတွက်ဆိုတာထည့်ပြောကြည့်တာမျိုးပေါ့ဒီလိုတင်းခဲ့တဲ့အပြောင်းလဲလေးတွေနေတော့ကိုယ့်ရဲ့ဆက်ဆံရေးတွေမှာတိတာတဲ့ဒူးတင်းမှုတွေကိုမြင်တွေ့လာရနိုင်ပါတယ်။အဓိကကတော့တိထားယုံနေမဟုတ်ပဲလက်တွေ့အလေးချင်းလို့ဖို့ပါပဲရှင်။နောက်ဆုံးအနေနဲ့နားထောင်သူတွေကိုစဉ်းစားစရာလေးတစ်ခုခြံထားခဲ့ခြင်းတာကတော့လေ ဒီနေ့ခေတ်လို့အွန်လိုင်းကနေဆက်သွယ်တာဒီလူမှုကွန်ရက်ဒီအရင်အားကောင်းလာတဲ့အချိန်မှာမျက်နှာချင်းဆိုင်တွေ့ဆုံပြီးပြောဆိုဆက်ဆံရတဲ့အခါမှာတော့ဖုန်းတွေကစာလုံးတွေကနေတဆင့်ဆက်သွယ်တဲ့အခါမှာပါလူတစ်ယောက်နဲ့တစ်ယောက်ကြမှာစစ်မှန်ပြီးထိရောက်တယ်တယောက်ရဲ့ခံစားချက်ကိုတယောက်နားလေပေးလိုက်တဲ့ဆက်သွယ်မှုမျိုးဒီဆောင်လိုက်ဖို့ကအရင်ကထက်ပိုပြီးတောင်အရေးကြီးလားပိုပြီးတောင်တန့်ဖို့ရှိလာတယ်လို့မထင်မိကြဘူးလားခင်ဗျာ ဒီနေ့တင်ဆက်ပေးခဲ့တာတွေကိုကြိုင်နေတဲ့တဲ့ဆိုရင် like ပေးပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ကိုပိုင်းတွေ့ကြုံဒါမဟုတ်အမြင်တွေကို comment မှာဝင်များပေးထုတ်ဖို့ဖိတ်ခေါ်ပါရယ်ခင်ဗျာကျွန်တော်ပါမပရင့် channel ကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့လို့နောက်နေ့ဒီမှာလည်းအခုလိုစိတ်ဝင်စားစရာအကြောင်းအရာကောင်းနေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်